င်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူကနေကြိုးတော့ပါတယ်ဘောလုံးအပြောင်းရွှေ့သတင်းတွေကိုဒုတိယပိုင်းအနေနဲ့ဆက်လက်သုံးသပ်ဆွေးနွေးမှုလုပ်သွားချင်ပါတယ် ကျွန်တော်ပထမဆုံးရွေးထားတဲ့သတင်းကတော့ Team Talk ကပေါ်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Liverpool တင်ဟာ Crystal Palace အသင်းကောင်းဆောင် McGuigi ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေပြီး Palace နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ဒီအသက်24နှစ်အရွယ် England နောက်ခံကစားသမားကလည်းအခုနှစ်နွေရာသီမှာ Anfield ကိုပြောင်းရွှေ့လိုတယ်လို့ပြောကြားထားပါတယ်။ Liverpool ရဲ့အပြောင်းရွှေ့ပြစ်မှတ်တည်သည်လေပြင်းမှာဆင်သွားတယ်လို့မြင်နေရတယ်။အဲ့ဒါကောင်းတာနော်တကယ်တော့ဘသူ့ကိုခေါ်လို့ခေါ်မယ်မသိပဲတောင်ရင်းလှုပ်ဝက်နေအဲ့ဒါကြီးအတိတ်ပဲတော့မရှိဘူး။ ရိသတ်ကကြိုပြီးတော့ရင်ခုန်လို့ရမယ့်ကစားသမားတွေအသင်းကိုရောက်လာတာဒီပွင့်လင်းမြင်တာမှုရှိတယ်ဆိုတဲ့သဘောမျိုးပဲအခု Liverpool ခေါ်တဲ့ကစားသမား၃ယောက်လုံးကိုကြည့်ဒါ Vic ဆိုရင်လည်းအစောကြီးတည်းကသတင်းတွေကြိုထွက်ထားတယ်နောက်ဆုံးတော့ Liverpool တကယ်ခေါ်ပေးသွားတယ် Frimpong Milos Gagas အကုန်အတိုင်းပဲဒီထဲမှာနောက်ထပ် တင်းထွက်လာတဲ့ကစားသမားနှစ်ယောက်ရှိတယ်။တယောက်ကတော့နျူကာဆယ်အသင်းတိုက်စစ်မှုအလက်ဇန္ဒားအီဆက်နောက်တစ်ယောက်ကမက်ဂူဟီအဲ့နှစ်ယောက်ထဲကတယောက်ကိုလီဗာပူးကိုထတ်ခေါ်ဖို့ရှိတယ်။အီဆက်ကိုလည်းခေါ်ယူခြင်းပေမဲ့နျူကာဆယ်ရဲ့အတိတ်ပဲမရှိတဲ့တောင်းထားတဲ့ပြောင်းရွှေ့ကြေးတွေကြောင့်လီဗာပူးမှမဟုတ်ဘဲကလပ်တင်းမှာပေါင်တန်းတွေကမပေးဘူးဗျာအီဆက်ကိုရှင်းရှင်းလေးပေါင်တန်းတွေကပေးပြီးအီဆက်ကိုခေါ်တဲ့ကလပ်ရှိရင်လည်းယူနေလို့ပဲ။အဲ့တော့ပြောချင်တာကမက်ဂူဟီကတော့အများကြီးဖြစ်နိုင်တယ် ဂွီကိုတိုင်ကလည်းလီဗာပူးသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတာဒီနှစ်နွေရာသီအပြောင်းရွှေ့ကာလမှာပြောတာမဟုတ်ပြီးခဲ့သောနွေရာသီအပြောင်းရွှေ့ကာလမှာကလည်းဂွီဟီဘာပြောထားတယ်လဲကျွန်တော်သတင်းတွေကိုပြန်ကြည့်ကြည့်လိုက်ပဲလစ်ကမက်ဂွီဟီကိုအဓိကမယောင်းခြင်းတာမယောင်းခြင်းနဲ့ဆိုတာကလည်းချစ်လုံးလုံးမဟုတ်ဘူးသူတို့ကချယ်ဆီကိုပဲပြန်ထိုးပေးခြင်းတဲ့သဘောမျိုးဖြစ်နေတယ်တော်တော်အခုချိန်မှာအဲ့လိုကြီးလှုပ်လို့မရတော့ဘူးချယ်ဆီခေါ်ပါလားမခေါ်ဘူးဆိုမက်ဂွီဟီကိုတခြားသင်းတစ်သင်းကိုထိုးရအောင်လို့ရှိရင်စာအုပ်တန်းအများကြီးမကျန်တော့ဘူးတစ်နှစ်လောက်ပဲကျန်တော့ဘာကြောင့်ချယ်ဆီသင်းကိုအတင်းယောင်းခြင်းနေရလဲဆိုတော့ဆဲလွန်ကလော့စ်ထည့်ထားလို့မက်ဂွီဟီကို Chelsea Palace အသင်းကိုရောင်းတဲ့အချိန်ကာလတုန်းကမင်းတို့တခြားအသင်းတစ်သင်းကိုရောင်းမယ်ဆိုရင်ပြောင်းရွှေ့ခြင်းအမောက်ပမာဏဘလောက်ပဲရရငါ့ကို25%ပေးဆိုတဲ့သဘောတူညီချက်ဒီ Palace ကိုအနည်းငယ်တိုင်ပတ်စေတယ်အဲ့တော့ ဂွီဒီခုချိန်မှာပဲလီရှော့တောင်းထားတဲ့ကာလာတုံးအလိုမျိုးဈေးမဟုတ်တော့ဘူးအရင်ကတော့မက်ဂွီကိုပေါင်65သန်းတို့ဘာလို့ရှော့တောင်းထားတယ်ကျွန်တော်အများရန်ပြောပါတယ်ဒီပြောင်းရွှေ့ဈေးဆိုတာစာချုပ်တက်တန်းအလိုက်ကြန့်ရှိနေသေးတယ်နော်ယောဂျီစာအုပ်တန်းဟိုနှစ်ကာလအများကြီးကြာရင်ကြာတော့ပေးရမှာအဲ့တော့ဂွီရစာအုပ်တန်းတိတ်မကြံတော့တဲ့အတွက်ကြောင့်ကျွန်တော်ထင်တာပေါင်တန်း90အောက်လောက်နဲ့ခေါ်လို့ရနိုင်တယ်ပေါ့နော်အဲ့ဘလို့ပဲဖြစ်ဖြစ်ဆဲလွန်ကလော့35%ဆိုတာပဲလစ်နဲ့ချယ်ဆီကြားတဲ့ဟာအပိုင်းလီဗာပူးနဲ့မဆိုင်ဘူးလီဗာပူးကတော့ CB တနေရာမှာ ကစားသမားတယောက်ကိုမဖြစ်မနေခေါ်လိမ့်မယ်ကျွန်တော်ပြောတော့မဖြစ်မနေတော့ရှူရှောင်းလုပ်ပြီးခေါ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဂျရဲကွန်စာကလီဗာကူဆင်ကိုပြောင်းသွားပြီးပြောင်းတော့မယ်ပေါ့နော်ထပ်ပါတော့ကွန်နာတေဘာမှမသိဘူးကနန်းမငြိမ်ကွန်နာတေကအခုတတိစာချုပ်တက်တန်းတိုးလို့မရသေးဘူးတိုးကောင်းလဲတိုးနိုင်တယ်မတိုးရင်လည်းမတိုးနိုင်ဘူးထပ်ပါတိုးနိုင်တယ်မတိုးနိုင်တဲ့အထက်ကွန်နာတေကလည်းဒဏ်ရာပြဿနာရတတ်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက် CB တယောက်ကိုတော့ခေါ်ကိုခေါ်ရမယ်ဒီချိန်မှာဟင်းကပေးနဲ့ တင်းတော့ပြန်ပြီးငြိမ်သွားပြီဟင်ကပေးကိုလီဗာကူစီကပေါင်တန်း60လောက်တောင်းထားတာဖြစ်တဲ့အတွက်ကြောင့် CB တနေရာမှာအင်္ဂလန်ရဲ့ဘောလုံးကစားပုံနဲ့ပိုကိုက်ညီတဲ့နော်ကစားတာလဲအင်္ဂလန်ဒေသမှာတော်တော်ကြာနေပြီဖြစ်တဲ့မကူကြီးကတော့ပိုပြီးတေးကြတယ်ဗျာတေးကြတိကြတဲ့ကစားသမားပေါ့ အသက်ရွယ်အားဖြင့်လည်းအကောင်းဆုံးအချိန်မှာရောက်နေတယ်တည်ငြိမ်မှုလည်းကောင်းတယ်ဗာဂျီနဲ့ပဲတွဲဆော့ဆော့ကိုနာဒီနဲ့ပဲတွဲဆော့ဆော့မကွီးသည်ထိတ်တန့်အဆင့်ရှိနေတဲ့ကစားသမားဒါအပြင် long term အတွက်ပါမကွီးကိုရည်ရွယ်ထားလို့ရတဲ့အတွက်ကြောင့်ဂွီယာလီဗာပူးသင်းရဲ့ကစားသမားဖြစ်လာနိုင်တယ်ဗျလီဗာပူးပြည်သက်တွေရောမကွီးနဲ့ လီဗာပူးရဲ့ဖြစ်နိုင်ခြေပေါ်မှာဘယ်လောက်ထိရှိနိုင်တယ်လဲပေါ့နော်။ကောမမဝင်ရောက်ဆွေးနွေးသုံးသပ်သွားနိုင်ပါတယ်။ဆက်လက်ဆွေးနွေးရမယ့်သတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Man United အသင်းဟာဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလအစောပိုင်းမှာစိတ်ဝင်စားခဲ့တဲ့ Vidal Jorgic ကိုဒုတိယအကြိမ်တဖန်ပြန်ခေါ်ဖို့အတွက်အခြေအနေတွေရှိလိုလာခဲ့ပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Arsenal အသင်းဒီ Vidal Jorgic ကိုခေါ်ယူရေးမှာပြောင်းရွှေ့ခြင်းရှုပ်ထွေးမှုတွေရှိနေတဲ့အတွက်ခဏပန်တင်လှုပ်ထားတဲ့အချိန်မှာ Vidal Jorgic ကလည်း United အသင်းကိုပြန်ပြီးတော့လမ်းဖွင့်ပေးတဲ့ပုံသဏ္ဍာန် ျိုးတွေပြောဆိုလာခဲ့ပါတယ်။တနည်းအားဖြင့် United အသင်းက Sporting Lisbon နဲ့အတူ Vitor Jorges ကိုခေါ်ယူရေးအတွက်ဆွေးနွေးလို့ရမယ်လန်းနေပြန်ပွင့်လာတာပါအယောဂက်ကလည်းဒီနေ့ကျွန်တော်အမြင်အောင်ကတ်လာပြီဗျာအသင်းမျိုးစုံနဲ့သတင်းထွက်တယ်ပြီးရင်ဟုတ်တာလည်းမဟုတ်ဘူးတောင်ပြောမြောက်ပြောတဲ့ဒီပြောင်းရွှေ့ကဟို breakdown ဖြစ်သွားတာတွေပဲ အဲ့ကျွန်တော်ပြောချင်တာလေအပြောင်းရွှေ့သတင်းတိုင်းကိုစစ်ရှိသီးခံသွားနဲ့စောင့်ကြည့်ပေးပါကျွန်တော်တွေကလည်းဒီဘောလုံးအပြောင်းရွှေ့သတင်းတွေကိုကိုယ်တိုင်ကိုကြသတင်းလိုက်နေတဲ့သူတွေမဟုတ်ဘူးသူများပေါ်ပြတဲ့သတင်းတွေကို လိုက်ရှာဖွေဖတ်ပြီးတော့ကျွန်တော်တွေပြန်ပြောပြရတာအားလုံးသိစေခြင်းအောင် စေနာထားပြီးပြောပြတဲ့အတွက်ကြောင့်ဟာဘရိုမှားတယ်လို့မှန်တယ်လို့တော့မယူဆသေးချင်ဘူးကျွန်တော်ကိုယ်တိုင်လည်းမှားလားမှန်လားအတိအကျမသိတဲ့အတွက်ကြောင့်ပါခင်ဗျာကျွန်တော်တို့မပြောနဲ့သူတို့နိုင်ငံကသတင်းတောက်တွေကိုယ်တိုင်ကိုကအခုပြောင်းသွားပြီးအခုမပြောင်းသဘောတူညီသွားပြီးမတူညီတော့မျိုးစုံပေါ်ပြနေတာထားပါအဲ့တော့ video gauge ကလည်းပရိသတ်အမြင်မှာတော့စကားမျိုးစုံပြောတဲ့ဘောလုံးသမားတယောက်တော့ဖြစ်နေတာပေါ့ဗျာဟာ United ကိုမပြောင်းလို့ cancel လုပ်ပြီးကမှပြီးတော့ United ကိုပြန်လဲလမ်းဖွင့်ပေးတဲ့တွေဘာတွေရောမျိုးစုံပဲဒါကတော့ ဓမ္မရာလို့ပဲထင်နေဗျအရင်ကတည်းကဒီဘောလုံးချာနယ်တွေဖတ်ပြီးဘောလုံးသတင်းတွေကိုနားထောင်ခဲ့တဲ့ကြည့်ခဲ့တဲ့ညီကိုတွေကတော့သိမှာပါ ကသားသမားတယောက်ကဟိုအတင်းတင်းကထွက်မယ်ဆိုရင်သူပြစ်မှတ်ထားရတဲ့ club ကတော့တသိန်းနဲ့တော့မဟုတ်ပါဗျာနှစ်သိန်းသုံးသိန်းလောက်တော့ရှိမယ်ပေါ့တချို့ကသားသမားတွေကြောက်ရလဲဥမာပြောရင်မာတီးယက်ခူးညာပေါ့ဒီအတင်းတင်းနဲ့ကိုသူပြောင်းမယ်လို့အစိုးရတဲ့စဉ်းစားပြီးသားရအောင် ပြောင်းသွားတယ်ယောဂီယက်တို့ကြတော့ဘာကြောင့်အဲ့လိုမျိုးမဖြစ်လဲဆိုတော့ demand များတယ်ဗျာသူ့ခေါ်ချင်နေတဲ့ club တွေကများတဲ့ခါကျတော့ခေါ်ဝင်နိုင်ရှင်ရှိတဲ့ club တွေကိုဟိုအတင်းဒီအတင်းသွားမယ်ဘာညာဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါသူတို့ရဲ့ professional ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တွေက club တင်းကိုချစ်တယ်မချစ်ဘူးဆိုတော့အပိုင်းနဲ့တော့ချိန်ဆလို့တော့မရဘူးပေါ့လေအားလုံးက professional ရှင်းတဲ့ဆက်ဆံပဲသွားကြရမှာဗီဒီယိုဂီယက်ကလည်း United ရောက်ရင် United အတွက်ပေးဆက်ပြီးကစားမယ် professional တယောက်လိုမျိုးပြုမှုမယ်ဆိုရင်ဒါဂျူဒီဖူဖြစ်တယ်လို့ကျွန်တော်ယူဆတယ်တော်တော်ကျွန်တော်စဉ်းစားရမှာယောဂီယက်ကိုခေါ်ဖို့လွယ်ပါမလားခေါ်ခေါ်နိုင်လွယ်ပါမလားဆိုတဲ့ခေါ်နိုင်ပါမလား Brian and Bumo Mathias ခူးညာနှစ်ယောက်လုံးကိုခေါ်ပြီးသွားပြီသူတို့ပေးရမယ့်ပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းကမနေ့မနေ့ပဲ Mathias ခူးညာ 60နှစ်တသမနော်8တန်းလား9တန်းလားမသိထားပါတော့ဗျာ Brian Ambumo လည်းအတိုင်းပဲပေါင်တန်း60နဲ့နောက်ကနည်းနည်းအစွန်းထွက်မယ်လို့ကြားထားတယ်နှစ်ယောက်ပေါင်းပေါင်တန်း130နီးပါးလောက်ရှိတယ် United ကိုဒီနှစ်ဘောလုံးရာသီမှာချပေးထားတဲ့အသုံးစရည်ဒီပေါင်တန်း100ကျော်သွားပြီကစားသမားတချို့ရောင်းချအောင်မဒီချိန်မှာ Vedat Yogesh ကိုခေါ်မယ်ဆိုရင်ပေါင်တန်း80 80လောက်တွေဖြစ်သွားနိုင်တယ်အခုကြားထားတဲ့သတင်းတွေကလည်းတတ်မှတ်ဈေးနှုန်းတွေကမျိုးတုံပဲတချို့ကလည်းယူရိုတန်း80ရရင် Verandas တို့ကရောင်းမယ်တချို့ကလည်းယူရိုတန်း90ရမှရောင်းမယ်ထားပါတော့လောကပမာဏတွေရော ပြောင်းရွှေ့ခြေတွေရောဘာတွေရောအားလုံးပေါင်းလိုက်ရင်ဒီ video cash ရဲ့အပြောင်းရွှေ့ package ကမရှိဘူးဆိုဗျာအဲ့အန်ဘူးမိုးတက်လည်းများတယ်ခူးညတက်လည်းများတယ်၃ယောက်ပေါင်းပေါင်တန်းနေရနီးပါးလောက်ဖြစ်သွားမယ်အဲ့တော့ United တို့ကစားသမားရောင်းထုတ်ရေးမှာပို့ပြီးချက်တဲခက်ခဲသွားဖို့ရှိတယ်အဲ့အတွက်ကြောင့်ဟိုခေါ်ချင်တော့ခဏလောက်ပန်နေလောက်ထားမယ်လို့ထင်တယ်အသင်းရဲ့ကစားသမားတချို့ကိုရောင်းထုတ်ပြီးတော့ expense ငွေတွေကိုပြန်လျှော့ရဖို့ရှိတယ်တနည်းအားလည်းကျွန်တော်ပြောပြပါရယ် Ali General Gana ချို့ကိုမြန်မြန်ရောင်းချင်နေတယ်ရတဲ့ဈေးနဲ့ရောင်းမယ်ဆိုတဲ့သဘောမျိုး Jaden Sancho ည်းထုတ်မယ် market stress ဖို့လည်းအငှားချမယ်စသဖြင့်ပေါ့နော်လက်တလောချိန်မှာတော့ကျွန်တော်ထင်သလောက်ပြောရမယ်ဆို Vedder Yogesh ကိုခိုးရဲ United တို့အဲ့လောက်အထိလွယ်ကူမနေပါဘူး Vedder Yogesh ဒီတခြားသော club တင်းတင်းကိုမပြောင်း ရွှေ့ပြစ်ခဲ့ပဲရှိနေအောင်မယ်ဆိုရင်နောက်ထပ်တစ်ချက်က United တို့သည်အသင်းရဲ့ရှင်ရင်းသွဲကစားသမားတွေကိုရောင်းထုတ်နိုင်ခဲ့မယ်အငားချနိုင်ခဲ့လို့เนาะ expense တွေကိုပြန်ကာမိမယ်ဆိုရင် Vidal Jorges ကိုခေါ်နိုင်ပါတယ်သူပင်မဲ့တွားမဲ့ step တွေကများတဲ့အတွက်ကြောင့်ဖြစ်နိုင်ကြီးရတော့နေပါပါတယ်ခင်ဗျနောက်ဆုံးသွင်းနေတဲ့သတင်းကလည်း Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Team Talk ကပါကျွန်တော်နောက်ဆုံးမှဆွေးနွေးနေရဆိုတာတိတ်မဖြစ်နိုင်ဘူးထင်တဲ့အတွက်ကြောင့်နောက်ဆုံးမှဆွေးနွေးလိုက်တာပေါ့နော် United အသင်းဟာ Presence Chairman ရဲ့ပြင်သစ်လူငယ်ကျယ်ပွင့်ကွင်းလှည့်ကစားသမား Warren Zaire Emery ကိုခေါ် ါ်ယူဖို့အတွက်ရည်မှန်းချက်ကြီးကြီးထားထားတယ်လို့သိရပါတယ်ဒီပြောင်းရွှေ့ဖြစ်မြောက်ဖို့အတွက်လည်းသူတို့စုံစမ်းလေ့လာမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာဆိုတော့မလွယ်ပါဘူးဒီဇာရီအမရီယာဥရောပရဲ့အကောင်းဆုံးလူငယ်ကစားသမားတွေထဲမှာတယောက်အပါဝင်ဖြစ်ပါတယ်ဒီလိုကစားသမားတယောက်ကိုတော့ပရစင်ဂျမင်းကလွယ်လင်းတကူလက်လွတ်ခံမယ်လို့လည်းကျွန်တော်မထင်ဘူး။နောက်သူတို့တည်ထားတဲ့ midfield trio မှာတယောက်ကသိမ့်မချခင်အချိန်အတွင်းဘတ်ပဲ့တော်မယ်ဗျာ။နော်အဲ့ဒီကစားသမားတယောက်ဒီ Fabian Roos ။ကျန်တဲ့ကစားသမားနှစ်ယောက်ကတော့ငယ်သေးတယ်။ Vidinha ပဲဖြစ်ဖြစ် Joao Pedro ပဲဖြစ်ဖြစ်ရေရှည်စ ဆောက်နိုင်သေးတယ်ဖာဘီယန်ရူးစ်ကအသက်အရွယ်တခုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်သူ့နေရာမှာဇာရီအမရီကိုအစားထိုးဖို့ PSG UOU စထားမှာပါအဲ့အတွက်ကြောင့် United တင်မဟုတ်ဘူးမိသီးကလပ်တင်မဆိုဇာရီအမရီကိုခေါ်ဖို့ဆိုတာမလွယ်ကူပါကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်